လူတိုင်းလူတိုင်းမှာစိတ်ခံစားချက်တွေရှိသို့တော်လူတွေဟာကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်ကြသလားဆိုနားလည်ကြစိတ်ခံစားချက်အကျဉ်းအကျဉ်းမြင်ပြောမယ်ဆိုရင်၃မျိုးရှိကိုယ့်ကိုတည်ထားကြည့်ကိုကြိုက်တာလေးနဲ့တွေးလို့ရှိရင်သို့မဟုတ်နေလို့ထိုင်လို့အဆင်ပြေလို့ရှိရင် ဒုက္ခဝေဒနာဆိုစိတ်ခံစားခြင်းဖြစ်နော်စိတ်ချမ်းသာတယ်ကိုချမ်းသာချမ်းသာတယ်လို့ပြောကြဒုက္ခဝေဒနာအေးနေမကောင်းထိုင်မသာဖြစ်တာပဲဖြစ်စေတခုခုအစင်မပြေတာပဲဖြစ်စေဒုက္ခဝေဒနာခံခဲ့တယ်စိတ်ပြက်တယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဆိုတာဖြစ်လာဒုက္ခဝေဒနာစိတ်ချမ်းသာတာလည်းမဟုတ်ဘူး ကိုချမ်းသာတာလည်းမဟုတ်ဘူး။ဈာစိတ်ထဲမှာခံစားချက်ပုံမှန်အနေထားလေးတစ်ခုဖြစ်လို့ရှိရင်အဒုက္ခမတုခသို့မဟုတ်ဥပိ္ခာဝေဒနာလို့ခေါ်တယ်။အကျဉ်းအပြင်ပြောမှဆိုရင်လူတွေရဲ့စိတ်ခံစားချက်၃မျိုး။အစင်ပြေနေရင်ဒုက္ခဝေဒနာအစင်မပြေရင်ဒုက္ခဝေဒနာပုံမှန်အတိုင်းဆိုရင်အဒုက္ခမတုခဝေဒနာအဲ့ဒီမှာလည်းပဲထပ်ခွဲတယ် ဒုက္ခကိုနှမျိုးခွဲလိုက်တယ်ကာယကဒုက္ခစေရတိကဒုက္ခစေရတိကဒုက္ခခန္ဓာကိုအနေထိုင် comfortable ဖြစ်တယ်နေလို့ထိုင်လို့ကောင်းတယ်ကာယကဒုက္ခစိတ်ချမ်းသာတယ်သောမနတ happiness လို့ပြတ်စိတ်ချမ်းသာတယ်ပျော်တယ်ဒုက္ခမှလည်းပဲထုတ်တူပဲလူကနေမကောင်း ကြောအောင်နေနာကြိုက်တယ်သွားကြိုက်တယ်ကာယိကဒုက္ခအေးစိတ်ညစ်တယ်စေရတိကဒုက္ခဒေါမနတာလို့ခေါ်တယ်အဲ့ဒါလို့နှမျိုးနှမျိုးထပ်ခွဲပြီးတော့ဥပိ္ပခာလို့ဆိုတဲ့နောက်ဆုံးဟာကြတဲ့အခါကျတော့တစ်မျိုးတည်းပဲထားခံစားမှုမထင်ရှားတဲ့အရာလို့အဲ့တော့လူရင်းရဲ့စိတ်ခံစားချက်သည် ဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုရဲပါဠိနဲ့ပြောမယ်ဆိုရင်အခြေခံအပြည့်၃ခုရှိတယ်။အဲ့ဒီ၃ခုကိုဒုက္ခနဲ့ဒုက္ခကိုစိတ်ဒါယိကစေတသိကနှစ်ခုထပ်ခွဲလိုက်တဲ့အခါနှစ်ခုစီခွဲလိုက်တဲ့အခါဝေဒနာဟာ၅မျိုးဖြစ်သွားတယ်။နော်လူရည်ရဲ့တဏ္ဍာမှာစိတ်ခံစားချက်၅မျိုးရှိတယ်။အဲ့ဒီ၅မျိုးကိုအချင်းချုပ်ပြီးတော့ပြောကြည့်ရအောင်။ ုန်းကြီးတို့တွေကိုယ်စိတ်တိုင်းကြဖြစ်နေတဲ့အခါမှာနေလို့ထိုင်လို့ကောင်းတယ်ပျော်ပျော်ရွှင်ရွှင်ရှိတယ်ဒုက္ခဟာအဆင်မပြေဘူးအလောက်ကိုင်းကားစားအဆင်မပြေဘူးအဲတူနဲ့တူအဆင်မပြေကြဘူးဟောအဲ့ဒါမျိုးအဆင်မပြေဖြစ်လာပြီဆိုရင်ဒုက္ခအဆင်ပုံမှန်အနေထားနဲ့ဖြစ်နေပြီဆိုရင်အဒုက္ခမှဒုက္ခခံစားချက်၃မျိုးရှိတယ် အဲ့ဒီ၃မျိုးပေါ်မှာအမှတ်တမဲ့နေလိုက်ကြအမှတ်တမဲ့နေလိုက်ရင်ဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်ဒီကျင်းနှဆရာကောင်းတဲ့ခေါဏကအစဉ်ပြေးပြီးစိတ်ချမ်းသာနေတဲ့အပေါ်မှာလူတွေဟာမစိတ်တွေဖြစ်လို့ဒုက္ခယဝေဒနာယရာဂနုတေယအနုတေတိဒုက္ခဝေဒနာဖြစ်လို့ရှိရင်ဒါလေးကို တွေ့တာမှုညံ့လို့မှုဆွလန်းမှုဆိုတာလေးကဝဲလာကိုယ်စိတ်တယ်ဒုက္ခဝေဒနာကိုလိုချင်တယ်တမက်တယ်ဆိုတဲ့လောဘဖြစ်လာရာဂာနုတယဝဲလာဒုက္ခယဝေဒနာယရာဂာနုတယအနုပေတိစိတ်ချမ်းသာကိုချမ်းသာဆိုတာလူတိုင်းကြိုက်တယ်စိတ်ချမ်းသာကိုချမ်းသာဖြစ်လိုက်တဲ့အချိန်လေးမှာချမ်းသာဒုက္ခကိုတရားနဲ့မရှိမှတ်မိဘူးဆိုလို့ရှိရင်ဘာဖြစ် တွေ့တာမှုတွေတပ်မဲ့မှုတွေရာဂတွေဖြစ်လာဒီလိုဆိုလို့အေးစိတ်ဆင်းရဲဆရာနဲ့ကြုံတယ်ကိုဆင်းရဲမှုနဲ့ကြုံပြီဆိုရင်ဒုက္ခယဝေဒနာယပဋိခာနုတေယောနုတေတိအဲ့ဒီကျတော့ဒေါသဖြစ်တယ်ဒေါသဖြစ်တယ်စိတ်စိတ်စိတ်တုံနေတယ်ဒေါသတွေဖြစ်တယ်ဒုက္ခဖြစ်လာရင်စိတ်တုံတယ်ဒေါသဖြစ်တယ်အဲ့လူကလည်း ဒုက္ခဖြစ်တဲ့အပေါ်မှာစိတ်တူလာတဲ့အခါကျတော့စိတ်တူလာလို့ဒေါသထပ်ပြီးတော့ဖြစ်သွားတယ်ဒုက္ခမှာဒေါသကိန်းလာတယ်လို့ဆိုအဲ့တော့အကျင့်ကြီးပါသွားတယ်ဒုက္ခဖြစ်တိုင်းရာခဒုက္ခဖြစ်တိုင်းဒေါသဒါကြီးကကိုယ့်ရင်ထဲမှာဒီတိုင်းပဲဖြစ်နေတော့အမြဲတမ်းပုံမှာဒါဖြင့် ဒီအစဉ်ပြေတာလည်းမဟုတ်ပုံမှန်အနေထားမျိုးဆိုရင်ဘာဖြစ်တော့ဆိုပုံမှန်အနေထားမျိုးကြတော့အမှန်မသိတော့ခံစိတ်ခံစားချက်ကိုအမှန်မသိဘူးဆိုတာကြတော့အဝိဇ္ဇာလို့ခေါ်တယ်။ဒါကြောင့်မို့အာရုခာယမဒုခာယဝေရဏာယအဝိဇ္ဇာဒုတိယောဒုတိတိဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ပုံမှန်နေထားဆိုလို့ရှိရင်မသိခြင်းဆိုတဲ့အဝိဇ္ဇာဒုတိယကိန်းဆိုလိုတာက ราคะโทสะโมหะဆိုတဲ့ဒီတရားတွေဟာဒုက္ခနဲ့တွေးလိုက်ရင်ราคะဖြစ်တယ်ဒုက္ခနဲ့တွေးလိုက်ရင်โทสะဖြစ်တယ်ပုံမှန်အနေထားနဲ့ဆိုရင်အဝိဇ္ဇာဖြစ်တယ်ဆိုကိုယ်တဏ္ဍမှာဘာတွေတိုးပွားနေတော့ဆိုစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့တိုးပွားလာတာဟာအကုသိုလ်တွေကြီးပဲဖြစ်တယ်အကုသိုလ်တွေတိုးပွားတယ် တရားဥသို့တိုးပွားတာအရှင်အဟုန်နဲ့ကြီးမားစွာအခိုင်အမာတိုးပွားနေတာပဲဖြစ်တယ်ဒီလိုဆိုလို့เนาะအဲ့တော့အဲ့ဒီစိတ်ခံစားချက်တွေကိုရှုမှတ်နိုင်မှာရှုမှတ်နိုင်ဘူးဆိုလို့ရှိရင်အခုတိုင်းပဲရာဂလာမယ်ဒေါသလာမယ်မောဟလာမယ်ဒီခုဝဲလာတော့ဝဲလာတော့ဒါကြောင့်မို့လို့ မာတိရဏတော့မှာဆိုရင်ဝေဒနာနုပတနာဝေဒနာကိုရှု contemplation of feeling ဆိုဝေဒနာနုပတနာမြတ်စွာဘုရားကတိတ္တပေးထားစိတ်ခံစားချက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ခံစားချက်ကိုသဘာဝအတိုင်းသိအောင်ကြိုးစားလို့မြတ်စွာဘုရားဟောတာဘာကြောင့်စိတ်ခံစားချက်ကိုသိအောင်လုပ်ရတယ်လဲဆိုမသိဘဲနေလို့ရှိရင်ရာဂဖြစ်မယ်ဒေါသဖြစ်မယ်မောဟဖြစ်မယ် အကုသိုလ်တွေဆက်တိုက်လိုက်ပါအဲ့ဒီလိုအကုသိုလ်တရားတွေမဖြစ်ရအောင်မြတ်စွာဘုရားကဝေဒနာနုပဒနာဆိုတဲ့ကမ္မထာနဲ့တားဆီးပေးတာလားဖြစ်တယ်ဘောအေးဝေဒကူဆိုတဲ့ပုဂ္ဂိုလ်ဟာတပ်ပဝေဒနာသူဝိတာရာကိုဝိတာရာကိုသူဆိုလိုတာကဒုက္ခဝေဒနာဖြစ်ရင်လည်းပဲတွေ့တာမှုမရှိတော့ ဒုက္ခဝေဒနာဖြစ်ရင်လည်းမုံတိမှုမရှိတော့ဘူးအဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်လည်းမသိဘူးဆိုတာမရှိဘူးအမှန်တိုင်းသိနေတယ်အဲ့ဒါကြောင့်မလို့ဒုက္ခဆိုတဲ့ခံစားမှုပဲခံစားခံစားစိတ်ခံစားမှုကပျော်ရွှင်ချမ်းမြေ့တဲ့စိတ်ခံစားမှုပဲဖြစ်စေဆင်းရဲတဲ့အလိုမကျတဲ့စိတ်ခံစားမှုပဲဖြစ်စေပုံမှန်စိတ်ခံစားမှုပဲဖြစ်စေသူဟာသဘာဝတရားကိုသိရှိနားလည်နေသည့်အတွက်ကြောင့် အဲ့ဒီပုံမှာတွေ့တာချင်းမုံတီးချင်းမသိချင်းဆိုရဲအာဟုတုတရားတွေဝဲမလာတော့ဘူးဝဲမလာသည့်အတွက်ဝေဒနာတွေပေါ်မှာပိုင်ပိုင်နိုင်နိုင်နဲ့အတိညာနဲ့ထိမ့်အုပ်ထိမ့်ချုပ်သွားနိုင်တယ်တပ်ပံဝေဒံအတိတ်ဆဝေတကုသုံးစိတ်ခံစားချက်တွေအလုံးပေါ်မှာလောဘဒေါသမောဟမဖြစ်အောင်ကြော်လွားနိုင်ခဲ့တယ် ဒီကြော်လွားမှုကအလုံးခက်ခဲတဲ့ပမာအပြည့်တော့ကြော်လွားနိုင်ဘူးเนาะပမာအပြည့်ကြော်လွားနိုင်ဘူးဒုက္ခဝေဒနာနဲ့တွေ့ရင်ကျဉ်တတ်တယ်ဒုက္ခဝေဒနာနဲ့တွေ့ရင်စိတ်ပြက်တယ်ဟောရာဂဖြစ်မယ်ဒေါသဖြစ်မယ်ဒီလိုအာရုခမဒုက္ခဝေဒနာနဲ့တွေ့ရင်မသိလိုက်ဘူးအဲ့ဒီအာဟုတုတရားတွေမဖြစ်ရအောင်ဝေဒနာနဲ့ပတ်သက်ပြီးအစ်မှန်သိပြီး ရာဂဒေါသမောဟဆိုတဲ့အာဟုတုတရားတွေကိုလုံးဝကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်ကိုဝေဒကုလို့ခေါ်ပါလေ။ဒီအသေးပဲရှင်းပြမယ်။အဲ့တော့အဲ့ဒီအဆင့်ဟာဝိပဿနာခြင်းစဉ်တစ်ခုကိုခြင်းပြီးတော့မှဉာဏ်နာဖြစ်လို့ရောက်မှဒီအဆင့်ကိုရောက်နိုင်တာ။တမန်ပုဂ္ဂိုလ်တွေအနေနဲ့ဒီအဆင့်မရောက်မယောင်းတော်လည်းပဲဒီအသိဉာဏ်လေးကိုသိလိုက်ပြီဆိုလို့ရှိရင်ဝိရကူရဲ့လမ်းကြောင်းကိုရှင်းရှင်းကြီးမြင်သွားတာပေါ့